This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးစစ်အာဏာရှင်ဘေးတို့မှကင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ဗီဒီယိုအန်ယူဂျီဖွဲ့သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ဗီဒီယိုအန်ယူဂျီရဲ့ညပိုင်းစီစဉ်များကို စတင်ထုတ်လွှင့်ပေးပါတော့မယ် ပထမဦးစွာ Video NUG စီရေးသတင်းကောင်းထုတ်ချက်ကိုဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ Video NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင် जा ရေးအတက်ပညာတက်ကသူ မူလတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကျဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုအချမ်းဘတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်တင်ကြားရေးတပ်ပညာတက္ကသိုလ်မူလတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကျဆုံးခဲ့တယ်လို့ဂျာကာလာတက္ကသိုလ်ကောင်စီတင်ကြားရေးတပ်ပညာတက္ကသိုလ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အချမ်းဘတ်စစ်အုပ်စုကစက်တင်ဘာလ26ရက်နေ့မနက်7:38မိနစ်မှာကန်ထူးမရွာကအပြစ်မဲ့အရက်သားတွေကိုပြစ်မှတ်ထားပြီး ပေါင်900ဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်တင်ကြားရေးတပ်ပညာတက္ကသိုလ်မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြဆုံးခဲ့တာလို့ဆိုပါတယ်။ကြဆုံးသွားသူဟာတင်ကြားရေးအတက်ပညာတက္ကသိုလ်ပညာရေးဘွဲ့မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူဖြစ်ပြီးပရမနှစ်ဝက်မှာခုံအမတ် 24pm 163နဲ့ပညာသင်ယူနေတဲ့မတ်ထမိုးဦးဖြစ်တယ်လို့အတည်ပြုထားပါတယ်။အပြစ်ကင်းစွာအမှန်တရားဘက်ကရဲရဲဝံ့ဝံ့ရက်တည်ရင်အသက်ပေးလိုက်ရတဲ့မတ်ထမိုးဦးဟာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်တဲ့အပြင်တင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာလည်းတွက်လက်ထက်မြက်တဲ့ကျောင်းသူတယောက်ဖြစ်တယ်လို့ဂျာကာလာတက္ကသိုလ်ကောင်စီတင်ကြားရေးတက်ပညာတက္ကသိုလ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အနာဂတ်ပညာရေးကာလမှာဆရာကောင်းတယောက်ဖြစ်လာနိုင်တဲ့သမီးကောင်းယတနာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထပ်တူတင်ကြားရေးတက်ပညာတက္ကသိုလ်ဆရာဆရာမတွေနဲ့တငယ်ချင်းကျောင်းသားကျောင်းသူတွေအထူးဝမ်းနည်းရတယ်လို့ ဂျာကာလာတက္ကသိုလ်ကောင်စီသင်ကြားရေးတက်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်ကကန်ထူးမရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်သင်ကြားရေးအတက်ပညာတက္ကသိုလ်မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမှုဦးအပါအဝင်ရက်သားပြည်သူ၈ဦးထပ်မံနေတည်ဆုံပြီး၁၂ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျခင်ဗျာဒုတိယသတင်းအနေဖြင့်ဝိုင်းမော်မြို့နယ်လမြန်ရွာတိုက်ပွဲမှာ ခမရ338တက်ရင်မှုသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ရွာတိုက်ပွဲမှာခမရ338တက်ကတက်ရင်မှုအဆင့်ရှိသူသေဆုံးသွားတယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောပါတယ်။သေဆုံးသွားသူဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခလက်အောက်ခံတနိုင်းမြို့အခြေဆိုင်အမှတ်338ချင်းမြန်တက်ရင် ခမရ338ကတက်ရင်မှုလို့ဆိုပါတယ်။လမြန်ဒေသမှာရှိတဲ့ရှေတန်းယာယီစခန်းကိုစစ်ဆေးနေခြင်း စက်တင်ဘာလ26ရက်ညနေ6နာရီခွဲအချိန်မှာ KIA နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တာခံရပြီးဒဏ်ရာရသွားတာကြောင့်ခေါ်ထုတ်သွားချိန်လမ်းမာရင်တေဆုံသွားတာလို့ကချင်းစစ်ရေးတရင်ရင်းမြစ်တူကအသိပေးပါတယ်။ KIA နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တာခံခဲ့ရတဲ့တပ်ရင်းမှု ပြင်းထန်စွာဒဏ်ရာရသွားတာကြောင့်မြကြီးနားစေးယုံကိုကားနဲ့ခေါ်သွားချိန် လမ်းမာရင်တည်သွားတာလို့အခြားစစ်ရေးတရင်ရင်းမြစ်ကလည်းပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ပိုက်ထားတဲ့ကမ်ပိုက်တီဒေသကိုပြန်ရဖို့အကြံဖတ်စစ်တပ်ဟာဩဂုတ်လကုန်ပိုင်းကစပြီးဝိုင်းမော်မြို့နယ်လမြန်ရွာဘက်ကနေထိုးစစ်ဆင်လာတာကို KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်တပ်ဟာရှေ့ဆက်မတိုးနိုင်ပဲလမြန်ဒေသမှာတင် တိုက်ပွဲတွေဆက်ဖြစ်နေတာလို့သိရပါပါတယ်ခင်ဗျာ။ဆလဘီတဲကုန်းမှာ ပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား2ဦးသေပြီး2ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်တင့်နေတော်အုပ်စုပန်းမင်ကုန်းရွာအောင်စီတာရက်ကွက်ကပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာစစ်သား2ဦးသေပြီး2ဦးဒဏ်ရာရသွားတယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3601ကဒီနေ့စက်တင်ဘာလ29ရက်မှာထုတ်ပြန်လာပါတယ်။ပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီး တဲကောင်းမျိုးဘက်ကပြန်လာတဲ့စစ်သားတွေကိုစတေမာလာ24ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ပေါင်တယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3601ကအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီစစ်သားတွေဟာတဲကောင်းမျိုးကဖြစ်ပြီးဆိုင်ကယ်14စီးနဲ့ပြန်လာချိန်မှာဗျူဟာ21ကိုကဲမှုအောက်မှာရှိတဲ့တရင်3601တပ်ခွင်း9ကရဲဘော်တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်သားတွေဘက်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာမျိုးရှိပေမဲ့ တော်လှန်ရေးရဲဘော်တွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်းသိရပါဗျ။တေဆုံးစစ်သားတွေနဲ့ဒဏ်ရာရစစ်သားတွေကိုတဲကောင်မြို့ပေါ်မှာရှိတဲ့စစ်သားတွေကကားနဲ့လာတည်သွားပြီးရွှေတောင်မြို့မှာရှိတဲ့ဂရင်းတရားစစ်ဆေးရုံကိုပို့ထားတယ်လို့ပေါန့်တယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3601ကအသိပေးပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့စစ်ရေးအရှိန်မြှင့်ထားတဲ့အတွက်ဒေသနေပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းတွေစစ်ဆေးရေးဂိတ်တွေကိုရှောင်ရှားသွားလာကြဖို့ တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဒီခုနောက်ဆုံးစီးရဲတဲ့နေဖြင့်လုံညုံရဲ့အခြေအနေအရနမ်းမယ်ခုံလိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာတော်လိုင်းအင်အားစုဘက်ကညမထွက်ရအမိန်ထုတ်တဲ့သတင်းကိုတင်ပြပေးပါမယ်ကရင်နီပြည်ထဲမှာပါတဲ့နမ်းမယ်ခုံလိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာလုံညုံရဲ့အခြေအနေအရတော်လိုင်းအင်အားစုတွေဘက်ကညမထွက်ရအမိန်ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီမြို့နယ်တွေမှာရှိတဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေက နေ့စက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နမ်မဲခုံလွိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာစစ်ရေးပြင်းထန်လာတာနဲ့အတူစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စစ်တပ်ဒလန်ခိုးဆိုးလူနိုင်တွေဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးနဲ့အေဂျင့်တာယာရေးထိခိုက်အောင်လှုပ်ဆောင်လာတယ်လို့အတည်ပြုထားပါတယ်။အဲ့ဒီမြို့နယ်၃ခုမှာလုံခြုံရေးဆိုင်ရာကိစ္စတွေဆောင်ရွက်ဖို့လိုအပ်နေတာကြောင့်၃မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဝင်တွေနဲ့ ပင်းနီပြည်တော်လိုင်းတပ်ပေါင်းစုကတာဝန်ရှိသူတွေတွေ့ဆုံပြီးအခုလိုဆုံးဖြတ်ခဲ့တာလို့ရှင်းပြထားပါတယ်။ဒါကြောင့်အဲ့ဒီမြို့နယ်တွေမှာစစ်ရေးအရသွာလာလှုပ်ရှားနေတဲ့တပ်ဖွဲ့ဝင်တွေနဲ့အရေးပေါ်ကိစ္စတွေဖြစ်တဲ့ကျန်းမာရေး၊နာရေးလိုလိုအပ်ချက်တွေအရသွာလာရမယ့်သူတွေကလွဲပြီးညာ9နာရီကနေမနက်၄နာရီအတွင်းဖြတ်တန်းသွာလာတာမျိုးမလုပ်ဖို့တတိပေးထားပါတယ်။ဒါအပြင် လုံခြုံရေးဆိုင်ရာလိုအပ်ချက်အရကင်းနီပြည်ရဲတပ်ဖွဲ့ KSB တရင်တပ်ဖွဲ့တွေ အုတ်ချိုရဲ့အဖွဲ့တွေရဲ့စစ်ဆေးမေးမြန်းမှုတွေကိုကြီးကြီးဖြူဖြူလက်ခံပေးဖို့လဲဒေသနေပြည်သူတွေကိုတိုက်တွန်းထားပါတယ်။စက်တင်ဘာလ18ရက်နေ့တုန်းကလည်းဒီမော့ဆိုနောက်ဖက်ချမ်းမှာရှိတဲ့ Cherry ကောင်းကနေဒေါ်တဝီ SQ အထိလမ်းမကြီးတလျှောက်ည9နာရီကနေမနက်9နာရီအတွင်းဖြတ်တန်းသွားလာခွင့်ကိုစစ်ရေးတင်းမာမှုကြဆင်းတဲ့အထိစစ်ဆေးသွားမယ်အကြောင်းထုတ်ပြန်ထားတယ်လို့ဒေသတွင်းသတင်းတွေအရသိရပါတယ်။အခုလိုအတိပေးထုတ်ပြန်ရတာဟာအများပြည်သူအကျိုးအတွက်ထုတ်ပြန်တာဖြစ်တဲ့အတွက် ပြည်သူလူထုတရားလုံးလိုက်နာပေးကြဖို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာအမျိုးသမီးများနှင့်ကလေးငယ်များအပေါ်လိုက်နာရမည့်ကျင့်ဝတ်များ၁အမျိုးသမီးများအားကာယင်ဒရီပျက်စီးစေခြင်းအဆက်ခွဲခြင်းရုံညံ့စေခြင်းလိမ်မိုင်းဆိုင်ရာခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းအကြမ်းဖက်ခြင်းမပြုလုပ်ရ၂အရွယ်မရောက်သေးသောကလေးများအား လိမ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်း အကြမ်းဖက်ခြင်းမပြုလုပ်ရဗီဒီယိုအန်ယူဂျီမှဆက်လက်အတန်းလွှင့်ပေးနေပါတယ်။စီရီသတင်းကောင်းထုတ်ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုမျိုးဦးနိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ င်္ဂလာပါခင်ဗျာအခုချိန်အစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပြီးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မြူသားဒီမိုကရေစီအခွင့်အရေး NLD ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူလူထုတရက်လုံးအလိုရှိနေစေလို့ NUG ယာယီသမ္မတပြောတဲ့သတင်းကိုတင်ပြပေးပါမယ် လူထုလူလက်ခွင့်အတွက်အမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့တမိုင်းအစင်းလာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူလူထုတည်ရဲ့လုံအလိုရှိနေကြစေလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့ NLD တီထောင်ချင်း38နှစ်ပြည့်အခမ်းအနားမှာယာယီသမ္မတကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တမိုင်းပြည်တာဝန်တွေကိုဆက်လက်ထမ်းဆောင်နေမယ်လို့ယုံကြည်ကြောင်းနဲ့ဆီယာနာရှင်စနစ်စန့်ကျင်ရေးအပါအဝင်ဆီယာနာရှင်စနစ်ကိုတက်ဆိုးရှိအောင်အထောက်ပံ့ပေးမယ်အတူရောင်ရွေးကောက်ပွဲလိုလောက်ရတွေကိုစန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့နယူတော်လိုင်းအင်အားစုအားလုံးနဲ့တသားတည်းရှိနေပြီးဥဆောင်ဥရွတ်ပြုပါဝင်နေမယ်လို့ယုံကြည်ကြောင်း NUG ယာယီသမ္မတကပြောကြားထားပါသည် ဒါအပြင်လူဦးဒေါ်လာရေးမှာအလုံးပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့ NUG ယာယီသမရကမြေတားရက်ခံထားပါတယ်။လူဦးဒေါ်လာရေးမှာရှိတဲ့အင်အားစုအလုံးဆီအာနာရှင်စနစ်စန့်ကျင်ရေးနဲ့ Federal Democracy တည်ထောင်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ရင်တွေကြေကြေပြန့်ပြန့်ရရှိလာဖို့ NLD ရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးတယ်လို့လည်း NUG ယာယီသမရကပြောကြားထားပါတယ်။လူဦးဒေါ်လာရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့အစမ်းလို့ယူဆနိုင်ပြီးတော့အဲ့ဒီလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ငွေဦးဒေါ်လာကြီးခေါင်းဆောင်အားလုံးကိုစား NUG ယာယီသမရက NLD ရဲ့ခရယကံမြောက်ပေးဆက်မြှုပ်နှံမှုတွေကိုလေးလေးနက်နက်ဂုဏ်ပြုထားပါတယ် NLD အကြောင်းပြောရင်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကိုမိထားဖျောက်ထားလို့မရကြောင်းနဲ့ဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာထက်နိုင်ငံရဲ့အဖိုးမဖြစ်နိုင်တဲ့ခေါင်းဆောင်တဦးဖြစ်တယ်လို့လည်း NUG ယာယီသမရကပြောကြားထားပါတယ်ဒါကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စီအိုစုရဲ့မတရားဖန်ဆီးချုံနှောင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖန်ဆီးချုံနှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ယာယီသမရကပြောကြားထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့အာနာသိန်းစစ်တပ်ကလုံးမဲ့အတူအောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရီမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ် အနာသိန်းစစ်တပ်ကလုံးမဲ့အထူးရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရီမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟုအလုတ်ကော်မတီကကြေညာလိုက်ပါတယ်ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တီထောင်ချင်း38နှစ်ပြည့်တဲ့နေ့မှာအခုလိုကြေညာလာတာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာစတင်တီထောင်စဉ်ကတည်းကအများပြည်သူတို့ရဲ့စံတားနဲ့ကိုက်ညီပြီးအခြေခံလူအခွင့်အရေးတွေကိုအာမခံတဲ့စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ပေါ်လာစေရည် နောင်လာမဲ့ KSSS မှာလေမြန်မာနိုင်ငံဟာပြည်သူလူထုစင်တာနဲ့အညီဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ်ပေါ်ထွန်းစေရေးနဲ့အာဏာရှင်ဆန်ပြီးတော့ပြည်သူလူထုကိုဖိစီးနှိပ်စက်မဲ့နိုင်ငံရေးစနစ်မျိုးပြန်လည်ထုံကားလာခြင်းမရှိစေရေးစတဲ့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ပါတီလို့ဆိုထားပါတယ်။အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဦးတင်ဦးဒေါအောင်ဆန်းစုကြည်ဦးဝင်းတင်တို့ဟာပြည်သူလူထုအကျိုးစီးပွားကိုဦးထိပ်ထားပြီးတော့အမျှော်အမြင်ကြီးစွာကိုကြိုးစုံဦးဆောင်ခဲ့မှု တိုင်းသားလူမျိုးများလူတို့လူတန်းစားအလွှာအသီးသီးကပြည်သူလူထုရဲ့ကိုယ်တိုင်ပါဝင်မှုထောက်ခံခဲ့မှုတို့ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာရှင်ပြိုင်ခဲ့သမျှရွေးကောက်ပွဲတိုင်းမှာ တောင်ပြိုကမ်းပြိုအပြတ်အသတ်အနိုင်ရခဲ့တယ်လို့အသိပေးထားပါတယ်။2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထူးထူးရွေးကောက်ပွဲမှာလည်းနိုင်ငံရေးပါတီ60ပါတီအနက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာမေဆန်တာနဲ့အားလုံးရဲ့82.36ရာခိုင်နှုန်းအနိုင်ရခဲ့ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ COVID-19 ကပ်ရောဂါကိုရင်ဆိုင်ပြီးတော့မိမိတို့စံသားကိုရဲရင်စွန့်စားဖော်ထုတ်ခဲ့ကြတာကြောင့်နိုင်ငံကတာဏမန်တွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အရက်ဘက်အဖွဲ့အစည်းတွေကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအဖြစ်အတိမတ်ပြုခဲ့ကြသလိုရွေးကောက်ပွဲနဲ့ပတ်သက်လို့တရားဝင်ဖွဲ့စည်းထားပြီးတော့အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တဲ့အတွက်ပြည်သူစံသားနဲ့ကျင်းပတဲ့2020အထူးထူးရွေးကောက်ပွဲရလဒ်ဟာနောက်တစ်ကြိမ်ကျင်းပမယ်လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာခြင်းအထိတရားဝင်တည်ရှိနေမှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟုအလုပ်ကော်မတီကအသိပေးထားပါရီ။ဒါကြောင့်အကြံပေးစစ်တပ်ကအာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ပြဿနာတွေကြောင့်နိုင်ငံတကာနဲ့ပြည်သူလူထုကိုလှည့်စားဖို့နိုင်ငံရေးတရားဝင်မှုရရှိဖို့ရည်ရွယ်ကျင်းပမယ်။ အာနာလူစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဟာတရားဝင်မှုနဲ့တရားဝင်မှုနဲ့တရားမျှတမှုရှိမှမဟုတ်တာကြောင့်ဒီအတူရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စီဘူးမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီကကြေညာလာတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြဿနာအရေးရက်ကိုပြေလည်စေဖို့အာဆီယံအပါအဝင်အင်ဒီဂျင်နိုင်ငံတွေနဲ့မိဘနိုင်ငံတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအတိအမှတ်ပြုကျေးဇူးတင်ပေမဲ့နိုင်ငံတကာနဲ့မြန်မာနိုင်ငံရဲ့ပြဿနာကိုလက်တလောပြေလည်စေဖို့တင်မဟုတ်ပဲ ပြဿနာအရင်းအမြစ်ကိုသိပြီးတော့ပြည်သူလူထုစံနှုန်းအပေါ်အခြေခံစဉ်းစားဆောင်ရွက်မှရေရှည်ကင်ပါတဲ့တည်ငြိမ်အေးချမ်းမှုကိုရမယ်လို့ထောက်ပြထားပါတယ်။ဆီယာနာတိမ်မှုကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်တဲ့တွိတ်ဆောင်ဆွေးနွေးမှုတွေဟာပြည်လည်မှုမရနိုင်တာကြောင့်မတရားဖန်ဆီးခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအ мян ဆုံးလွတ်မြောက်နိုင်ရေးမိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိဘအင်အားစုများအနေနဲ့ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတိုက်တွန်းထားပြီးတော့အားလုံးနဲ့ထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ် မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြည်သူလူထုကနေပေါက်ဖွားလာတဲ့ပြည်သူပါတီဖြစ်တဲ့အတွက်ကြောင့်အာဏာရှင်တွေဘက်ကမလိုမုံတီးစိတ်ထားနဲ့ဘယ်လိုပဲတိုက်ခိုက်ချေမှုန်းဖျက်ဆီးနေပါစေပြည်သူရှိနေတဲ့၍ပါတီရှိနေမှာဖြစ်တယ်လို့ကြေညာထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Federal Democracy ပြည်ထောင်စုကြီးဖြစ်ပေါ်စီရေနှွေဦးတော်လှန်ရေးအောင်မြင်ပြီးမြောက်တဲ့အထိလှုပ်ဆောင်သွားမယ်လို့ CRMH ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက်နှွေဦးတော်လှန်ရေးအောင်မြင်ပြီးမြောက်တဲ့အထိအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့မန္တလေးတိုင်းလွတ်တော်ကိုစားပြုကော်မတီ CRMH ကပြောကြားထားပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတီထောင်ခြင်း38နှစ်မြောက်အခမ်းအနားကိုပြီးပို့တဲ့တောင်းလွာကနေအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဟာရှစ်လေးလုံးဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီးကနေ မွေးဖွားလာတဲ့ပြည်သူပါတီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဖက်ဒရယ်အရေးတို့ကိုဒီဇိုင်းမမတ်ရည်တည်ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ1990ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာမြန်မာတနိုင်ငံလုံးကမဲဆန္ဒနယ်နေမှာမြန်မာတနိုင်ငံလုံးကမဲဆန္ဒနယ်ရီမှာအများဆုံးအနိုင်ရခဲ့ပြီးတော့ပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုကိုရရှိခဲ့ပြီးမြေအာနာသိန်းနဝတစစ်ကောင်စီကအဖွဲ့ချုပ်ခေါင်းဆောင်တွေ လွတ်တော်ကိုယ်စားလှယ်တွေအဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးထောင်ချကာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖျက်သိမ်းဖို့ကြိုးစားခဲ့ပေမဲ့အဖွဲ့ချုပ်ခေါင်းဆောင်အချို့ရဲ့အမျှော်မြင်ကြီးမှုကြောင့်ကြမ်းကြမ်းခံ ဆက်လက်ရည်တည်နိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အာနာသိန်းနဝတနာအဖစေအစိုးရကစပြီးတော့ခေတ်ဆက်ဆက်ဆရာနာရှင်တွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအမျိုးမျိုးနှိပ်ကွပ်ခဲ့ပြီးမြဲလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေဟာမယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ဒီမိုကရေစီခရီးချမ်းကြီးကိုရှောင်လန်းခဲ့ကြပြီးတော့ပြည်သူလူထုလိုလားတဲ့ဖက်ဒရယ်အရေးဒီမိုကရေစီနဲ့လူအခွင့်အရေးတို့အတွက်တိုက်ပွဲဝင်ခဲ့တာလက်ရှိအချိန်ထိလို့ဆိုပါတယ် မြူသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့2020ပြည်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာလည်းပြည်သူလူထုထောက်ခံမှုနဲ့မြန်မာတနိုင်ငံလုံးမှာ83ရာခိုင်နှုန်းကျော်နဲ့တောင်ပြိုကမ်းပြိုထပ်မံအနိုင်ရခဲ့ပြီးမြေအာနာယူစစ်ကောင်းဆောင်တွေဟာမဲမတာမှုရှိတယ်လို့အာနာယူစစ်ကောင်းဆောင်တွေဟာမဲမတာမှုရှိတယ်လို့အကြောင်းပြပြီးတော့နိုင်ငံတော်ပုံကံမှုပြုလုပ်ကနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့ပြည်သူအစိုးရကောင်းဆောင်တွေကိုဖမ်းဆီးပြီးတော့အာဏာသိမ်းယူခဲ့တာကြောင့် နှူးနေတဲ့ဒီမိုကရေစီပြည်ထောင်စုကိုဖျက်ဆီးခဲ့ကြတယ်လို့တောင်းလွာမှာဖော်ပြထားပါတယ်။ဒီအာဏာသိမ်းမှုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့တဲ့ပြည်သူလူထုကိုတတ်ဖြတ်တာနိုင်ငံရေးယုံကြည်ချက်ရှိသူတွေကိုဖမ်းဆီးတတ်ဖြတ်တာအဖွဲ့ချုပ်ရုံးတွေကိုဖျက်ဆီးတာစတဲ့လူမဆန်တဲ့လုပ်ရက်တွေလှုပ်ဆောင်ပြီးတော့ဆေးရဆိုးမှုတွေကျူးလွန်နေတယ်လို့လည်းထောက်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံရေးမူဝါဒ Federal အရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးစတာတွေကိုစင်စမ်းမပြတ်စူးစမ်းဆောင်ရွက်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိထားတဲ့အတွက်ရွေးကောက်ပွဲတွေမှာအပြတ်အသတ်အနိုင်ရတဲ့နိုင်ငံရေးပါတီကြီးအဖြစ်လေးစားတံပိုးထားဂုဏ်ယူရတယ်လို့လည်းဆိုထားပါတယ်။ပြည်သူလူထုရဲ့ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့မန္တလေးတိုင်းလွှတ်တော်အနေနဲ့ပြည်သူလူထုနဲ့အတူຫນွေဦးတော်လှန်ရေးမှာပူးပေါင်းပါဝင်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုထောက်ပံ့ကူညီတာ CDM တွေကို ကူညီထောက်ပံ့တာတွေအကောင့်ထဲပေါ်နေတယ်လို့မန္တလေးဒေသကပြည်သူလူထုလူလားချက်တွေကိုနိုင်ငံရေးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမန္တလေးဒေသဂျားကာလာနိုင်ငံရေးအစီအမံတွေကိုလည်းလွှတ်တော်လှုပ်ထုံးလုပ်နေတဲ့အညီအတီးပြုတ်ပြတ်ထန်းနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီ CRMH အနေနဲ့ပြည်သူလူထုလူလားတောင်းဆိုချက်တွေဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးစတဲ့လုပ်ငန်းတွေခိုင်မှအားကောင်းရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ Federal Democracy ပြည်ထောင်စုကြီးဖြစ်ပေါ်စေရေးအတွက်လည်းကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့လူဦးတော်လှန်ရေးကြီးအောင်မြင်ပြီးမြောက်တဲ့အထိဆောင်ရွက်သွားမယ်လို့ကတိပြုထားပါရခင်ဗျာဆက်လက်ပြီးတော့ Thailand FCCT မှာကျင်းပတဲ့ Creative Resistance in Myanmar Film Screening မှာပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလှလှဆူပါဝင်ဆွေးနွေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ Thailand FCCT မှာကျင်းပတဲ့ Creative Creative Resistance in Myanmar Film Screening မှာအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးနော်ဆူဇန်နာလှလှဆူပါဝင်ဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ Foreign Correspondents Club of Thailand FCCT မှာကျင်းပတဲ့တပြေ Creative Resistance in Myanmar Film Screening မှာအွန်လိုင်းနဲ့ပါဝင်ပြီးတော့တော်လိုင်းရေးအတွက်အားပြေခဲ့ပါတယ်လို့ပြည်တော်စုဝန်ကြီးကအတည်ပြုဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရင်မပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကျောင်းအန်ဒီရဲ့ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရင်မပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကျောင်းအန်ဒီရဲ့ကာကွယ်ရေးဆိုင်ရာအသိပီးဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့ကြပါတယ်။ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF စစ်တီတာ1အနေဖြင့် စက်တင်ဘာလ26ရက်နေ့မှာရေမပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကြောင်းအန်ဒီရဲကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။ပြည်သူများအနေနဲ့လည်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုဂရုပြုပြီးတော့လုံခြုံရေးစီမံမှုများပြုလုပ်ထားကြရန်တိုက်တွန်းထားပါရခင်ဗျာဆက်လက်ပြီးတော့ Downs Japan Tour 2025ဖျော်ဖြေရန်တရုတ်ဆောင်ဂျပန်နိုင်ငံထုတ်ဂျုံမျိုးကိုရောက်ရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် Downs Japan Tour 2025ဖျော်ဖြေရန်တရုတ်ဆောင်တောင်းဂျပန်နိုင်ငံထိုးချိုမျိုးတို့ရောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ Australia ကအမျိုးတွေနဲ့ Brisbane မှာနှုတ်ဆက်ခဲ့ပြီးတော့ဂျပန်ကအမျိုးတွေနဲ့တွေ့ရဖို့ကျွန်တော်တို့ထိုးချိုမျိုးစီကျမ်းမာဘေးကင်းစွာရောက်နေကြပါပြီဗျ။တိုချိုမှာလာရောက်ကြိုဆိုကြတဲ့စီစဉ်သူတွေ ဒိုဂျိုမီသားစုအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အဆအဆရရဂယုတဆိုင်တွေးပြီးခဲ့တဲ့အတွက်လဲအားဖြစ်ရပါတယ်လို့တေဦးဆောင်တောင်းရဲ့ဆိုရှယ်မီဒီယာမှာဖော်ပြထားပါတယ်စက်တင်ဘာလ28ရက်နေ့စန်းဂျီမှာ Gowns Japan Tour 2025ကိုစတင်ဖျော်ဖြေမှာဖြစ်ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ကိုခန့်တို့ကပြပုထားတာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင် မနက်ဖြန်စက်တင်ဘာလ28ရက်နေ့တော်မူလေးဝသခံမန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တင်ကနေတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေးဟာအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြန်မာကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကျရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေးဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်40ကနေ55မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေကတော့မုန်တိုင်းရဲ့အရှိန်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမှုထစ်ချုံရွာနိုင်ပါတယ်။ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းနဲ့မွန်ပြည်နယ်တို့မှာလေပြင်းတိုက်ခတ်ပြီးနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရှင်။ Radio NUG သောတာရှင်များခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတပတ်အတွင်းသတင်းများကိုကချင်ဘာသာဖြင့် Brand Sherry မှတင်ဆက်ပေးထားပါတယ်ခင်ဗျာစောရဂျေရွန်ပေါ်မျိုးရှာနေရောငွေပြောစင်စားငါမြကလုံး Radio NUG ရပတ်မီလမန်ဖြစ်လဲဝါဆိုင် Bounce Tom Shikani ဖြင့်ငါပြောင်းရှိကော်နာ Translate ရမတော်စင်နာရယ် ยาช่องนั้นคุณนะมอกมจันทะช่องน้องไม่ PDF นี่เพจดูบากุมมอสกราวกาสุนัยชิกาเพตามตันยานาริรมลำป้องผ่องผงนี้มอกสิไหนมจันทะองบดังด้วยเพดูบากุมมอยานาสอนสกราวกาสุนัยริมอกเพป้องผ่องจับนี้สิงลางวุดใจพังเรียช่างไอแสงบุกช่องทะเอฟดองคอนสชรนาองบดังคำไล่วิดีโอจนเพ People Spring ชิกาทะมระไดเพมกรมุดุเทอสัมรจัดวาสพีดีเอฟ มุ่งชวอามาถือออกมดังนี้กราวลูแล้วก็งานนาถูกบากมโมสกราวคอมเมนต์โจตันไดเลยคุณเชมยันเพียงตับเตะซ้ำแข่งนี้ตับจมตันไหมอกเพกัสสิงลาลูนามาถือมันจันสิงเพปป้องพองตับนี้สับจมบาชตาชิมไงยะชนีก่อนนาพังกัสสไวระยังครูอยากงูนาอันเจอจะมาเรเพสิงลาลูเอริใจหมอกมันจันเพเอ็นยุจิสุยามกมกาครีมังจับมาสลังให้ตับอ่ะพรำแพร่งเอเชลูซิงไนเรล่ะ ကျန်အီရှိကကြလက်ခံဒူဘာနိုပူစက်တမတ်တာရှိချခုရရှိနေတာအစွန်တန်တိုင်းရေရမ်လန်တပ်နီမော့ဖဲစင်လာလူဆယ်ရမ်ကျော်စကိုင်းကေဝဘူကောက်ပါတာရမ်လန်တပ်နီစင်လာလူအိမ်ရဲစနစ်ရဲဆိုင်လမ်ကျေလူကအိုင်မတုံနာရှင်လမ်းတဲ့မကောမကလမ်းကော်မတီမတုံမခိုင်လမ်းရှိကတဲ့လက်သက်ဖာကြီးခရီမန်တပ်နေခရမ်ဆပုံပန်းနဲ့ရှိကပဲတာမတုံညာနာရယ်ဘုံဖော်ရပ်တော့ကော်မလန်ကော်မတီရှင်လမ်းတဲ့မကောမကလမ်းကော်မတီ အညွန့်ကြီးအစိုးရမတွတ်မခိုင်လာရှိကတဲ့လက်သက်ဖားကြီးခရိမတပ်နေကရမ်စပ်ပုံပန်နဲ့ပုံပဲကင်ကောင်ကုတ်ငါနေစက်တမတ်တာရှိစနေရချပခင်းချိုတန်တာဗီဒီယိုကွန်ဖရင့်ကောနာကလောလဲဝါမှာဆဲပြီဒက်စပုံတမုံပုံရပ်တော့ကွန်လိုင်းကွန်တီအမမတုတော်ဖြူဖြူချင်းဖုံဖို့ကန်စွန်းနာမတွတ်မခိုင်လာရှိကတဲ့လက်သက်ဖားကြီးခရိမတပ်မုံပုံခရိမဦးတင်နေအောင်စကရမ်ကစွန်းထော် CRPH ရှင်လမ်းတဲ့ကွန်ကလမ်ကွန်တီနေပေါ်ဦးနေမျိုးကောနာကရမ်စပ်ပဲဖုံကရောစတာလမ်းပဲဆောင်းလန်းစွန်းတန်းနေရင် မတနာရှိမလမ်းတဲ့ကမ္ကလမ်ကမ္တီဖုံလုံးဤကောနာရှိမလမ်းတဲ့မကမ္ကလမ်ပုန်လေမန်နိချာရာချက်ငါအိုင်လက်ချပါခြင်းဤတဲ့စေနာချေမျိုးကဆန်းဆန်းပုံပန်နေလောင်းဤကလောမအိုင်တဲ့ဖန်စာဒူမာအနီခုနာရောမလန်ကောင်နာအောင်ကြောင့်နာမတူဂျွန်ပုန်းကလောခင်ငယ်ပုန်လေမန်နိချေမတူမခိုင်ကလောလူနာလောင်းဤပဲစတာတအကင်လန်ပုံပန်နတ်ဖုံပဲရှင်ကန်ခင်ရှိခေါ်တန်တာ ချစ်ခရင်တာမအရင်ဒိုင်စပွန်တဲ့မုံဖော်ရပ်တော့ကွန်ပလက်ကော်မတီဖုံမလုံးနီရှုံလမ်းချဲမကော်မကလမ်းကော်မတီနီပေါ်အမုံမတူတဲ့ဖုံမလုံးနီမတူမခိုင်လမ်းရှီကာချဲလက်သက်ဖတ်ချင်းခရင်မာချမုံဖော်ခရင်မာချဲလက်ငိုင်းနီစာတူရှောင်းလုံးပုံပန်မအရင်ဂျေနုကအိုင်မတွနာပန်တာခင်ချခုဖဲနေတော့ခရမာခွန်စောဖူခင်ဦးနိဖောင်ကျဲအပြာရှိကဖဲတောင်မတွညာနာရီအန်ယူဂျီအစိုးရအမ်ဖရန်ဆိုရိုက်တဲ့ရှင်ရမ်ကောက်ကရုပင်ခန်းစင်ကောမ်ကလမ်ခရမာတပ်နေတော့ခရမာခွန်စောဖူဝဲအွန်နာ မကောမကတန်တိုင်းပန်တိုင်းကန်တခုပဲရန်တရမဒုံဘူကားရှရာတိနီထုံရှရာဘူကားတိအစုံတူလူခရာရိုင်ကိုလကြောင့်ကလောလူနာမတူငါနာနမ်ကွန်တေရှင်ရာမကောကုပြင်ခေါင်းစင်ကောမကလမ်ခရင်မန်တပ်ခေဥဖောင်တိစက်တမတ်တာရှိချကိုရရှိနေအပြားလဲဝဆလမ်ကျေလူအိုင်နမ်ကွန်တေရှင်ရာမကောကုပြင်ခေါင်းစင်ကောမကလမ်ခရင်မန်တပ်ခေဥနီခုနာတိုင်ပန်တိုင်းကန်တခုပဲ အစုံခပလာတနာမတော်မောဆန်သူဆက်နေရမကျော်အစုံခန်းစင်းဓာလူနာမတူလချငိုင်လမ်းကျဲလူကအိုင်းဖောင်းစတုံခုနာဖာကြီးချုံကင်ရာနေဖဲမကောမကနာ မတူရာခက်ငိုင်ငါနာအော်ချာနေစတီချိုစွန်သားရှိကဖဲတမ်တူညာနာရီမြန်မုန်တန်တင်ချပြင်းငါအိုင်းမချနာမကျော်ဖာကြီးချုံကင်ရာနေဖဲမကောမကနာမတူရာခက်ငိုင်ငါနာ มุ่งการวันปองรับตัวชิงเกมนางนากรมเฮงตุมครุบรงออชานีสตีจบตอนใจรีมุ่งโดดเด็กเกนวังโลมาลงจะรายการชวนโจนิเพจะเทนชรุนชงโงไหนไม่เปลี่ยนอามโจโจมานีเจชวนชราชานมนีสีครุไม่ลำรายการชวนเจนไพรมาใจลำเจมากจีนีเพียนครุ่มนามสาไกรโลไวมโจ พัจจุ่ักันวันนี้เป็กษัตริย์เชนในกอนามกบการนำตัวรัแง่ไงลำสุนสติจดได้ริแต่จังการยังมองชราลมลองจัะเป็นงาไอ้มาจะนมามจอชินิชกูมองชานีสีครุมงานนะมองชานีเป็มกบการานาลำนี้ก็กราวกราวสว่างงานนะเมเรมชานีก็เรียบครุมง่ายละไม่ยากมังคังมิวคุมเป็ครุมชาระง่าละมองสุนสติจดได้ริยังมองเดินติงนามชาจพันนาวันมาสมตตมะครุรำก็เขยนกวยยันรางอ่งานนะโอชานิมรำสุนดางไงริ ชิงกิมนาวนากรมนิงจมพงนิมอมชาจพันขวัญมาสุนตะตมะมังอาเพกรมรวยแร่เจมกรานาโลจัดว่าไอมชาจพันเทรำพงคุณพรอนโลไอไม่เปลี่ยนะมาจอมชาวันคูเพและโจกลุดูกรุมงายงานนามอชาเนียนเจ้าสุนดางาย กรมนิงจมกลอนามเจอยามงสนะติงดาโตเทสมโรติงดาโตนิทะงายังปัชิงดางไอลำนิงายมาจอกรมนิงจมดูโอไอซอนกรมนิงจมชาเนียชิมลำมงงายลำนิงายลำสุนดางายเร่ ညမုန်တန်ကိုကျန်ခေါင်ခွန်မငါနဲ့ grooming တမမတူရမ်ပုံကွန်ပရဆမ်စတောင်ရှီလခေါင်ရှာနော်လူလိုက်မုန်တန်လေးလမ်းကျင်းလို့ကအိုင်းပတ်မီလမန်းပြလဲဝါဆိုင်ပန်းစတမ်ရှိကနိဖဲအကြောင်းပွဲရလမန်ကော့တဲ့ကော့ငဆိုင်ကိုရေဗီဒီယိုအညူကြီးအရှိကနိဖဲကပလာမတတိုင်စောရိုက်ကျရဝင်ပေါအညူရှာနိရောဖဲအဂရတီတူကပါဆိုင်နော်ရေဒီယိုအန်ယူဂျီရဲ့သောတာရှင်မိဘပြည်သူများရှင် ျမတို့ Radio NUG ရဲ့မနက်၈နာရီခွဲနဲ့ည၈နာရီခွဲတနေ့နှစ်ကြိမ်လိုင်းတူထုတ်လွှင့်မှုတွေကိုအောက်တိုဘာလဆန်းကစတင်ပြီးရန်သားတို့မှာဖြစ်တဲ့အကြောင်းအသိပေးအပ်ပါတယ်ရှင်။လာမယ့်အောက်တိုဘာလ၁ရက်နေ့ကစတင်ပြီး Radio NUG အစီအစဉ်တွေကို Facebook, YouTube, Spotify, TikTok နဲ့ live.radio.nug.org internet တို့ကနေပုံမှန်တိုင်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်အစီအမပြတ်နားဆင်နိုင်ကြပါကြောင်းအသိပေးတင်ပြအပ်ပါတယ်ရှင်။ ဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခေတ္တရ延လာလိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်တွေမှာပြန်လည်ဆိုပြကြပါလို့ရှင်။ Radio NUG ကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ16မီတာ19.7 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူ ားဆင်နိုင်ပါပြီရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ်။ San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ Radio MNG ဖြစ်ပါတယ်ရှင်။အရေးတော်ပုံ အောင်ရမည်။